ားလုံးပဲမင်္ဂလာပါ။မကြီးမင်းနစ်ကနေပြန်လဲကြိုဆိုလိုက်ပါရီ။မကြီးမင်းနစ်ပြည်သက်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Checker Ninja 2 2021ရုပ်ရှင်လေးပဲဖြစ်ပါရီ။လူစိုးတစ်ထည့်တစ်ယောက်ကထောင်ကနေလွတ်မြောက်သွားပြီးသွားတဲ့နောက်မှာ Ninja ကအယုတ်ကိုရဲကိုပြန်ဝင်လာပြီးတော့သူ့ရဲ့လက်စားချေတဲ့ season ကိုပြန်ဆောက်မှလည်းဖြစ်ပါရီ။အစီအစဉ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါ။ကျွန်တော်ကတော့ထုံးစံတိုင်း season တင်ဆက်သူဆက်ပဲဖြစ်ပါရီ။ ိုင်းနိုင်ငံမှာတရားမဝင်ဆေးရောင်းဝယ်မှုနဲ့အဖမ်းခံလိုက်ရတဲ့လုပ်ငန်းရှင်ဖီလီဟော့ထောင်ထဲကိုရောက်နေတဲ့အချိန်မှာပဲသူ့ရဲ့လူတွေကိုသူအဖမ်းခံရတဲ့အဓိကတရားခံချစ်စီယာနင်ဂျာယုတ်လေးတကိုဖျက်ဆီးဖို့ကိုအမိန့်ပေးလိုက်ပါတယ်။ဒါအပြင်ဒီအမှုရဲ့အဓိကတက်တည်ဖြစ်နေတဲ့သူ့ရဲ့ဆက်ယုံမှုကိုပါရှင်းလင်းဖို့အမိန့်ပေးလိုက်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ဆက်ယုံမှာလုံလုံနေတဲ့ကလေးတွေကိုပါရှင်းပြဖို့စီစဉ်လိုက်ပါပြီ။အဲဒီကလေးတွေဟာဖီလီရဲ့လုံးပေါ်ကင်ဘက်တအူးကိုရရဲ့ဆက်ဆက်တက်ဖြတ်တဲ့အချိန်ကိုမြင်တွေ့ခဲ့ကြတဲ့တက်တွေတွေပါ။ ပြဿနာကဒီကလေးတွေကိုမွေးစားထားပြတာဖြစ်နေတာပါ။ဒါကြောင့်မလို့ Hashman ကကလေးတူချင်းစီရဲ့အမိနဲ့လိမ့်စာတွေပါတဲ့စီးရင်ကိုလိုက်ရှာပါ යි ။ဒီတော့အတွင်းမှာပဲဒိမတ်မှာ LS ကသူ့ရဲ့ရက်ကွက်ကိုမကောင်းတဲ့သူတွေကနေကောက်ွယ်ဖို့ညာတိုင်းကိုသွားပြီးတော့ကိုခန့်ပညာလေ့ကျင့်ပါ යි ။သူရဲ့ရည်ရွယ်ချက်ကကောင်းပေမဲ့လို့ဒီလူငယ်လေးကရာဇဝင်မှုတွေကိုတိုက်ဖြတ်ရမှာသိမတော်ရာကြောင့်အမြဲကိုမှဒုက္ခရောက်နေပါရင်ဒါကြောင့်မလို့သူရဲ့ vigilante ဘဝကိုရက်တန်းဖို့ကိုစဉ်းစားလာပါရင်ဒီနေ့မနေ့ဆာစားပြီးသွားတဲ့အချိန်မှာဂျွန်ကတရင်ကောင်းတစ်ခုနဲ့ကိုအိမ်ပြန်ရောက်လာပါရင် သူဖွံ့ဖြိုးအောင်လုပ်ထားတဲ့ application ကိုအစာအာဟာရဆိုင်ရာ community တခုကဝယ်ယူမယ်လို့ဆိုပါရီဒီအောင်မြင်မှုကိုဂုဏ်ပြုဖို့သူတို့မိသားစုဟာဘယ်နေရာကိုမစိုးသွားလဲပတ်နိုင်မယ်အခွင့်အရေးရပါရီဒီအားလေးရဲ့အတွက်ကိုသွားမယ့်နေရာကိုမဲနေကိုမှဆုံးဖြတ်မှာဖြစ်ပြီးတော့မိသားစုဝင်လေးဦးစလုံးကတော့သူတို့သွားကျင်တဲ့နေရာကိုစာရွက်ပေါ်မှာချရည်ပြီးတော့ suggestion box တဲကိုထည့်ရမှာလည်းဖြစ်ပါရီလာမယ့်ပတ်မှာ box ကိုဖွင့်ပြီးတော့အများဆုံးမဲရတဲ့နေရာကိုသွားမှာပါ ။ Alaska ရောအခန်းထဲကိုဝင်တဲ့အချိန်မှာပဲ Jessica ကိုပြောဖို့ကြိုးစားနေပါတယ်။သူကတော့ဒီမိန်ကလေးကိုချစ်နေပေမဲ့လို့သူမကတော့သူ့ဖုန်းကိုမဖြေဘူးဖြစ်နေတဲ့အကြောင်း Pharmacy Channel ကရပါတယ်။ရုတ်တရက်သူ့ရဲ့ညီရှောင်းဝင်းကဝင်လာခဲ့ပြီးတော့မိသားစုအတွက်ကို Spain ကိုသွားဖို့ကိုအကြံပေးဖို့ Alaska ကိုသဘောတူစေနိုင်ခဲ့ပါတယ်။ ရှဝခန်တဲ့ကနေကိုထွက်သွားတဲ့ခါမှာတော့ LS က Jessica ကိုဆက်ပြီးတော့စကားပြောဖို့ကြိုးစားပါတယ်။သူမကအရင်က message တွေအလုံးကိုလစ်လို့ရှူထားတာကိုသိပေမဲ့ဆက်ပြီးတော့စာပို့နေပါတယ်။နောက်တနေ့ဂျင်အတန်းမှာ ULS ကတော့သူ့ရဲ့တငယ်ချင်းကိုအားပေးဖို့ကြိုးစားတယ်ပေမဲ့ဆရာကတော့သူ့တို့ကိုဖျက်ပြီးတော့ LS ကိုနေရတက်ဖို့ဆိုပြီးတော့စိန်ခေါ်လိုက်ပါတယ်။ LS ကတော့ကြိုးစားပေးမယ်လို့ခုံပြီးသွားတဲ့နောက်မှာတော့လဲကျသွားခဲ့ပြီးတော့အတန်းပေါ်ရဲ့ရဲစရာဖြစ်သွားခဲ့ပါတယ်။အတန်းပြီးသွားတဲ့နောက်မှာတော့ Jessica အင်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူမအင်ခေါလောင်းနှိမ့်တဲ့အခါမှာမင်းကလေးရဲ့ဖခင်ဖြစ်တဲ့ဖီလစ်ကဖြစ်ပါ යි အဲဒီအချိန်မှာပဲမီယာနဲ့တီနာတို့ကတော့ရရှိလာခဲ့ပြီးတော့ဂျက်စီကာကတော့သူမနဲ့တငယ်ချင်းတွေပါတီပွဲကိုသွားမယ်ဆိုပြီးတော့ပြောပါ යි အဲလက်ကတော့လိုက်သွားလို့ရမလားဆိုပြီးတော့မေးပေးမယ်လို့အထက်တန်းကျောင်းသားတွေကိုဖိတ်ထားတာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါ යි အဲလက်ထွက်ခွာကန်ဒီမှာပဲညီမနှစ်ယောက်ကမက်ခရိုအကြောင်းပြောနေတာကိုကြားပြီးတော့သူတို့ကသူ့ကိုဘက်ပွိုင်းလို့ခေါ်ရတာကိုစိတ်လို့ရှားနေကြတာကိုသိလိုက်ရပါ යි အင်ပြန်လမ်းမှာတော့စပိန်ကိုတိုးရင်းနဲ့အဲလက်ကသူ့ရဲ့တငယ်ချင်းကိုဖုန်းဆက်ပြီးတော့ယူလက်ကတော့သူ့ကို ဘက်ပွိုင်းလို့ထင်လားဆိုပြီးတော့မေးလိုက်ပါရင်ဒါပေမဲ့လို့ Alaska ရောရေပြီးတော့ Alaska ဘယ်တော့မှဘက်ပွိုင်းမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါရင်ရုတ်တရက်မိုးချိုးပြစ်လာပြီးတော့ဖုန်းဆက်သွယ်မှုကပြတ်သွားခဲ့ပါရင် Alaska စပိန်ဘော့ကိုတက်ပြီးတော့အမြန်နေလိုက်တဲ့အခါလမ်းမှာ Hatchet ကောင်ပေါ်လာခဲ့ပြီးတော့လျှက်စီးချောင်းထိလိုက်ပါရင် Alaska ရောစပိန်ကနေကိုလဲကျသွားပြီးတော့ထလာတဲ့အခါမှာတွေ့ရတဲ့အရာကိုလန့်သွားခဲ့ပါရင်ဒါပေမဲ့ခဏကြာမှပဲဒီအကောင်လေးကစကားပြောနေတာကိုသတိထားမိပါရင်သူရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ Checkred Ninja ရဲ့ဝိညာဉ်က Hatcher ရဲ့ဝင်နေတာကိုသိလိုက်ရပါရင် Alaska ရောသူ့ရဲ့တငယ်ချင်းကိုပြန်တွေ့ရတာကိုအရင်က မှဝန်တာနေခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့သူကနင်ဂျာတီသွားပြီလို့ထင်နေလို့ပဲဖြစ်ပါတယ်။အဲဒီနောက်မှာရောဟတ်ချော့ကသူပြန်လာရတဲ့အကြောင်းကိုရှင်းပြပါတယ်။မကောင်းတဲ့လုပ်ငန်းရှင်ကိုထောင်ထဲကိုထည့်ဖို့သူ့ရဲ့မရှင်မှာတခုခုမှာရင်တော်လို့ပါ ။ Alex ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ Chagrin Ninja ကသူ့ရဲ့ကြိုင်းနှစ်သက်တဲ့နှုတ်ကိုတောက်ပါရင် Alex ကတော့ Hatcho တွေကနှုတ်မတောက်ဘူးဆိုတာကိုတတိပေးပေးပေမဲ့ Ninja ကတော့သူ့ရဲ့စကားကိုလေးလေးရှုပ်ပြီးတော့ဆက်ပြီးတော့တောင်းနေပါရင်အဲဒီအချိန်မှာပဲ Alex က Internet မှာ Philip Apple အကြောင်းတွေကိုရှာဖွေပြီးတော့သူ့ရဲ့မှုတွေအတွက်တတိကံထောက်ထားအလုံးပြောင်းဆုံးသွားတာကြောင့်လွတ်သွားတယ်ဆိုတာကိုတွေ့ရပါရင်အထောက်ထားအနေနဲ့ကိုတုံးခဲ့တဲ့ Chakra Ninja ရုပ်ထုကလည်းရဲတိုက်ထဲကနေကိုပျောက်သွားခဲ့ပြီးတော့အဓိကတက်တည်ဖြစ်တဲ့ဆက်ယုံမှုကလည်းတင်းနေတာကိုတွေ့ရပါပြီ ဒါပြင်ကိုမှဆက်ရုံမှဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကိုမြင်တွေ့ခဲ့ရတဲ့ကလေးစိတ်ဦးရဲ့အမိနဲ့လိမ့်စာတွေပါတဲ့စီးရင်ကလည်းပျောက်သွားခဲ့ပါပြီ။ဒါကြောင့်မဲ့ဖီလစ်ကိုထောင်ထဲထည့်ဖို့အထောက်အထားမရှိတော့ပါဘူး။ဒါပေမဲ့လို့တရားသူကြီးကသူ့ရဲ့ passport ကိုတင်ထားပြီးတော့နောက်9ရက်အတွင်းနိုင်ငံကနေမထွက်ခွာရဘူးဆိုပြီးတော့ဆုံးဖြတ်ထားပါပြီ။ဒီသတင်းကိုကြားပြီးသွားတဲ့နောက်မှာတော့စီးရင်ကဖီလစ်ကိုအပြေပေးဖို့အထောက်အထားတွေရဖို့ထိုင်းနိုင်ငံကိုသွားဖို့ဆိုပြီးတော့ပြောလိုက်ပါပြီ။ Alex ကတော့ထိုင်းကိုရောက်ဖို့အတွက်နည်းလမ်းတစ်ခုကိုစဉ်းစားမိပါပြီ။ ဒီအချိန်မှာသူရဲ့မိကခန္ဓကားကိုဖွင့်ပြီးတော့ဂျွန်ကတော့ဟက်ချော့နဲ့ဓမ္မတဲတာကြောင့်သူတို့ကို channel ကိုထည့်ဖို့ပြောပါရင် Alex ကတော့ဟက်ချော့ကိုအပြင်ထုတ်ပြီးတော့နင်ဂျာကနိုဘူတပူလုံးကိုတားလိုက်ပါရင်အဲ့ဒီအချိန်မှာပဲ Alex ကတော့နင်ဂျာအတွက်ခန္ဓာကိုအသေးရှာဖို့ဆိုပြီးတော့ထွက်သွားပါရင် Serena ကတော့ချက်ပြုတ်နေတော့ Alex ကသူရဲ့မိကိုအရင်ကသူ့မှာရှိခဲ့တဲ့ check grant နင်ဂျာရုပ်ထုနဲ့တူတဲ့ရုပ်ကို ချုပ်ပေးဖို့ဆိုပြီးတော့တောင်းလိုက်ပါတယ်။နောက်တော့ Alex ကတော့မိသားစုအားလည်းရဲ့အတွက်ကိုထိုင်းနိုင်ငံကိုရွေးချယ်ဖို့အမေကိုဖျားယောင်းဖို့ကြိုးစားပါတယ်။ Serena ကတော့အသာမစားပဲတရိတ်ဆန်တွေကိုချက်တာကြောင့် Alex ကတော့ထိုင်းနိုင်ငံဟာ vegan တွေအတွက်ကိုမှပြည့်ပြည့်စုံတဲ့နေရာဖြစ်တယ်ဆိုပြီးတော့ရုပ်ရှင်တစ်ခုမှတွေ့ဘူးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပြင်ကမှဗုဒ္ဓဘာသာကအဓိကဘာသာဖြစ်တာကြောင့်ထိုင်းလူမျိုးတွေဟာစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုလေးထားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ ဒီစကားကိုကြားပြီးသွားတဲ့နောက်မှာတော့ Serena ကထိုင်းကိုသွားဖို့စဉ်းစားလာပါတယ်။ Alex ကတော့အခန်းထဲကိုပြန်ဝင်ပြီးတော့အကောင်ဆုံးလေရင်နဲ့နေစရာတွေကိုရှာဖွေပါတယ်။သူ့ရဲ့ mission အတွက်ကတော့အဆင်ပြေစေမယ့်နေရာတွေကိုဦးစားပေးရွေးချယ်ပါတယ်။ ညနေပိုင်းမှာမိသားစုကသူတို့ရဲ့အားလဲရဲ့အတွက်ကိုနေရာရွေးချယ်ဖို့ suggestion box ကိုဖွင့်လိုက်ကြပါပြီ။ Sharon ကတော့ Spain ကိုသွားမယ်လို့ယုံကြည်နေပေမဲ့ Melly May ကိုဖွင့်သွားတဲ့အခါမှာ Thailand နိုင်ငံကိုသွားမယ်ဆိုတာကိုသိရတဲ့အတွက်အရန်ကူမှစိတ်ပြတ်သွားခဲ့ပါပြီ။ Alex ကတော့သူသွားမယ်ခီးအတွက်ကိုရှာဖွေထားတဲ့အချက်လက်တွေပါတဲ့ brochure တွေကိုဝင်ခပြီးတော့သူ့ရဲ့တငယ်ချင်းတွေကိုတရင်ကောင်းပြပြဖို့ကိုထပ်သွားခဲ့ပါပြီ။ဒါပေမဲ့လို့ channel ကိုရောက်တဲ့အခါမှာ hatch ကနိုယန်တောက်လို့ဖျားနေတာကိုတွေ့လိုက်ရပါပြီ။ Alex ကတော့အမေချုပ်ပေးထားတဲ့ check grade နေညာရုပ်ထုကိုအမြန်ကူမှယူလာပါပြီ။နေညာကတော့သူ့ရဲ့ခန္ဓာကိုယ်အစ်စ်ကိုပြောင်းတဲ့အခါမှာ တစ်ခုခုမှားနေတာကိုတတိထားမိခဲ့ပါပြီ။သူ့ရဲ့ခန္ဓာကိုယ်အတွက်ကိုတုံထားတဲ့ checkrap ပိစာကိုကြိုက်မကြိုက်ကိုပြောပေမဲ့လို့အခုတော့ဘာမှကိုလုံးလုံးမရတော့ပါဘူး။အရင်နောက်မှာတော့သူတို့နှစ်ယောက်ကခီးထွက်ဖို့ကိုပြင်ဆင်ကြပါပြီ။ထိုင်းနိုင်ငံရောက်တဲ့အခါမှာမိသားစုကဟိုတယ်ကိုသွားပါပြီ။ Sharon ကတော့စပိန်မသွားရတာကိုစိတ်ဆိုးနေစေပါ။ဂျွန်ကတော့ပြတင်းပေါက်ကနေကိုကြည့်တဲ့အခါမှာဟိုတယ်နဲ့ဘေကျင်းကက်ရှင်နေတဲ့ထောင်တစ်ခုကိုတွေ့လိုက်ရပါပြီ။ ။ LS ကတော့ဒီဟိုတယ်ကိုရွေးချယ်ရတဲ့အကြောင်းကဈေးနှုန်းတက်တာလို့ပါဆိုပြီးတော့ပြောပါရင်အခန်းထဲမှာပစ္စည်းတွေချပြီးသွားတဲ့နောက်မှာတော့မိသားစုကမျိုးရဲကိုလဲဖို့ထွက်ကြပါရင် LS ကတော့နှစ်နာရီမှာဖီလစ်ထောင်ကနေလွတ်မယ်ဆိုတာကိုတည်ထားတဲ့အကြောင်းတည်ထားနေပါရင်သူ့ရဲ့တငယ်ချင်းအတွက်ကိုမှလက်ဆောင်ဝယ်ပြီးသွားတဲ့နောက်မှာတော့ LS ကတယောက်ထဲလမ်းလျှောက်ထွက်မယ်လို့ပြောပြီးတော့ထောင်ကိုသွားပါရင် ထောင်ရှိမှာဖီလစ်ကိုစောင့်နေတဲ့ချိန်မှာပဲအဲလက်စ်ကနင်ဂျာကိုဓာတ်တတိတိချောင်းကိုပေးလိုက်ပါရင်ခဏကြာမှာပဲဖီလစ်ပေါ်လာပါရင်တရင်တော်တွေကတော့သူ့ကိုမေးခွန်းနေမိပြီးတော့ဖီလစ်ကတော့အဖြေတွေပေးပြီးသွားတဲ့နောက်မှာထွက်ခွာသွားပါရင်ဖီလစ်ရဲ့ကားထွက်သွားတာကိုမြင်သွားတဲ့အခါမှာအဲလက်စ်ကတက္ကစီတစ်စီးကိုငှားပြီးတော့လိုက်ဖို့ကိုပြောပါရင်မကြခင်မှာပဲဖီလစ်နဲ့သူ့ရဲ့ရှင်တွေကစားသောက်ဆန်တစ်ခုမှရက်ပြီးတော့အဲလက်စ်ကသူ့တို့နဲ့ဘေးချင်းရှင်တဲ့စပွဲမှာကိုထိုင်နေပါရင်အစေကံမင်းကလေးကို soft drink တစ်ခုမှယူပြီးသွားတဲ့နောက်မှာတော့မင်းကလေးကလည်းအဲလက်စ်ရဲ့အယုတ်ကိုချီးမွမ်းလိုက်ပါရင် မင်္ဂလီသွားတဲ့အခါမှာတော့နင်ဂျာကဖီလီရဲ့စပွဲဘက်ကိုသွားပြီးတော့သူပါပြောနေလဲဆိုတာကိုနားထောင်မှုစ조사ပါ යි ဒီချိန်မှာပဲ Alaska ရဲ့ Ulysses ကဖုန်းကဝင်လာခဲ့ပြီးတော့ Jessica တယောက်နဲ့ချိန်နေတယ်ဆိုတာကိုသိလိုက်ရပါ යි Alaska ရဲ့ Jessica ရဲ့ Instagram ကိုကြည့်ရင်လည်းဂယူမဆိုင်မိတဲ့ချိန်မှာပဲ Claudia ရောက်က Chagrin နင်ဂျာရုပ်ထုကိုခိုးယူသွားခဲ့ပါ යි ကလေးကိုဖယ်ရှားဖို့နင်ဂျာကကလေးကိုတိုက်ခိုက်လိုက်ပါ යි အဲ့ဒီအခါမှာပဲကလေးရဲ့အမေကအယုတ်ကို Alaska ကိုပြန်ပေးဖို့ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါ යි အမေကတော့ဖီလီရဲ့စပွဲဘက်ကိုသွားပြီးတော့အယုတ်က Alaska ရဲ့ဟာလာဆိုပြီးတော့မေးလိုက်ပါ යි အစီကံမင်္ဂလီကတော့အယုတ်က အလန်စီဟာလိုဖိလိုက်တဲ့အခါမှာဖီလစ်ကလည်းအာအသင့်သွားခဲ့ရပါတယ်။ ူဖန်ဆီးခံရမဲ့အချိန်မတိုင်ခင်မှာပဲနင်ဂျာအယုတ်တစ်ခုနဲ့ကိုချိန်ချောက်ခံထားရတဲ့အဖြစ်ပျက်ကိုတတိယသွားခဲ့ပါပြီ။ဖီလစ်ကတော့မကောင်းတဲ့အမှတ်တရတွေနဲ့ကိုပြင်းထန်နေတဲ့စားတောက်ဆိုင်ကနေကိုထွက်သွားခဲ့ပါပြီ။စားတောက်ဆိုင်ပြင်မှတ်မှာတော့ချက်ကရနေကြကဖီလစ်နဲ့ရှင်းနေနှစ်ယောက်ကကလေးဆက်ရောက်ရဲ့စီးရင်ကိုရှင်းပြဖို့ပြောနေတာကိုကြားတယ်ဆိုပြီးတော့ LS ကိုပြောပါပြီ။ LS ကတော့ဒီထောက်တားကိုခိုးယူပြီးတော့ရဲတွေစီပေးဖို့ကိုအစီအစဉ်ဆွဲပါပြီ။ဒါပေမဲ့လို့ဒီစီးရင်ပုံမှန်ဝတ်ထားတယ်လဲဆိုတာကိုမသိဘူးဖြစ်နေခဲ့ပါပြီ။ဒါကြောင့်မလို့ရှင်းနေစပွဲပေါ်မှာခြံထားခဲ့တဲ့ကပ်ပြားမှပါတဲ့ကလပ်ကိုသွားဖို့ကိုဆုံးဖြတ်လိုက်ကြပါပြီ။ Alaska Rometer စုကိုအနီးနားကစားတောက်ဆိုင်တစ်ခုမှာညစာစားဖို့ဆိုပြီးတော့ဖိတ်ပါရီ ညစာမှာယူပြီးသွားတဲ့နောက်မှာတော့ LS ကထွက်ပြေးပါရီ။ကလပ်ထဲကိုဝင်ဖို့ကြိုးစားပေမဲ့လို့လုံချုံရဲတွေကတားမြစ်ထားပါရီ။နေညာကတော့ဗရင်ပေါတစ်ခုကိုဖွင့်နေတာကိုတွေ့ပြီးတော့ LS ကိုအဲဒီကနေကိုတက်ဖို့ပြောပါရီ။ LS ကတော့အမိုက်ပုံးကိုတုံပြီးတော့လှေကားတက်တွေပေါ်ကိုတက်ကဗရင်ပေါကနေကိုဝင်ပါရီ။ရှင်းနေရုံကန်းထဲမှာတော့စင်းရှာနေတော့မဲ့ LS က Jessica စီကနေကိုဖုန်းလာပါရီ။ Jessica ကတော့သူမကတရားရောက်တဲ့ကိုမှချိန်နေပြီးတော့ LS ကတော့သူမရဲ့ type မဟုတ်ဘူးဆိုပြီးတော့ပြောပါရီ။ LS ကတော့သူမကိုပြန်ဖြေဖို့မပြောနိုင်ခင်မှာပဲနေညာကတကားနောက်မှာတရားရောက်နေတာကိုသတိထားမိပြီးတော့ဖုန်းကိုချလိုက်ပါရီ။ ဖိလစ်နဲ့သူ့ရဲ့ရှင်းတွေကရုံးခန်းထဲကိုဝင်လာခဲ့ပြီးတော့ဖိလစ်ကစီရင်ခွင့်ယူလိုက်ပါတယ်ပထမအဆုံးတပ်ဖို့တည်ကြတဲ့သူကဟန်နီဘီဖြစ်နေခဲ့ပြီးတော့သူမကကိုကိုကျွန်းပေါ်ကစားသောက်ဆိုင်တစ်ခုမှာမွေးစားမိဘတွေနဲ့အတူတူလုံလုံနေပါတယ်ယုဒီရဲ့ LS ရဲ့ဖုန်းကမိလာခဲ့ပြီးတော့သူ့ကိုတွေ့သွားခဲ့ပါတယ်ဖိလစ်ကတော့ဒီကောင်လေးကစားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ကောင်လေးနဲ့တူတယ်ဆိုပြီးတော့တတိထားမိလိုက်ပါတယ် ဖီလီကာရစင်းကိုယူပြီးတော့ထွက်သွားခဲ့ပြီးတော့ရှင်းနေက LS ကိုရှင်းပြဖို့တာဝန်ပေးပါတယ်။မရှင်ကိုကယ်တင်ဖို့နေကြက LS ကိုဆွန့်ပြီးတော့ဖီလီနောက်ကိုလိုက်ကစင်းရင်ပြန်ရဖို့ကြိုးစားပါတယ်။နေကြကတော့လမ်းမပေါ်မှာဖီလစ်ကိုလိုက်ပြီးတော့ဒါတူတူလေးနဲ့ကိုမှတက္ကစီကိုကုတ်ပြီးတော့တွေ့သွားခဲ့ပါတယ်။ ဒါပေမဲ့လို့စင်ရေးပြန်ရောက်ဖို့လုံးနေတော့မှာပဲမော်တော်ဆိုင်ကယ်တစ်စီးနဲ့ကိုထိမိပြီးတော့ကားကားနေကိုပြုတ်ကျသွားခဲ့ရပါတယ်။ Alex ကတော့ရုံးခန်းထဲကိုခိုးဝင်တဲ့အတွက်ကိုဖမ်းခံရတော့မယ့်အချိန်မှာပဲအယံမိုးနေတဲ့သူတစ်ယောက်ကရောက်ရှိလာခဲ့ပြီးတော့သူ့ကိုကယ်တင်လိုက်ပါတယ်။ခဏကြာမှပဲ Alex ကဒီလူကသူ့ရဲ့ဦးလေး Steward ဖြစ်နေတာကိုသိသွားလိုက်ရပါတယ်။မိုးနေပေမဲ့လို့ Steward ကတော့ခေါင်းရိုက်တန်တဲ့လူစိုးကိုရိုက်လိုက်ပါတယ်။ နောက်တော့ဒရိုနီယာကတော့စားတော့ဆိုင်မှာမိသားစုနဲ့ကိုပြန်ဆောင်ကြပါပြီ။စီရီနာကတော့သူ့ရဲ့ဦးလေးကိုပြန်တွေ့ရတာအရန်ကိုမှပြောနေခဲ့ပါပြီ။ဂျွန်ကတော့စတူအာနဲ့အတူတူနေရတာကိုမနစ်တက်ပေမဲ့လို့ဇနီးကိုကျင်းတဲ့စီကိုညစာစားဖို့ကိုဖိတ်လိုက်ပါပြီ။မိနစ်နေငယ်ကြာသွားတဲ့အခါမှာအဲလက်ကတော့သူ့ရဲ့ဂျောဘော့အိတ်ထဲမှာနင်ဂျာလေးပုံနေတာကိုတွေ့ပြီးတော့အရန်ကိုမှဒေါသထွက်သွားခဲ့ရပါပြီ။မိသားစုကဟိုတယ်ကိုပြန်ရောက်တဲ့အခါမှာဂျွန်ကသူ့ရဲ့ဇနီးကိုပခုံးပေါ်မှာတင်ရပါပြီ။ဘာလို့လဲဆိုရင်တော့စီရီနာကအရန်ကိုမှမူနေလို့ပါ။ ဂျွန်ကာရက်တီအားလက်ရက်ကိုသူ့ရဲ့ဦးလေးနဲ့အတူကုံဆောင်ရမယ်ဆိုတဲ့အတွင်းနဲ့ကိုစိတ်ညစ်နေပါတယ်။ဒါကြောင့်မလို့စတူအက်ကိုဖယ်ရှားဖို့အစီအစဉ်လေးကိုစဉ်းစားပါတယ်။ဒီတော်တွင်းမှာပဲအဲလက်ကသူ့အခန်းရဲ့ပတင်းပေါက်မှာရက်ပြီးတော့နင်ဂျာနဲ့ကိုမှစကားများနေပါတယ်။သူ့အသက်အန္တရာယ်ရှိတဲ့အချိန်မှာသူ့ကိုစွန့်ခွာသွားတဲ့အတွက်ကိုမကျေနပ်ကြောင်းကိုပြောပါတယ်။ဒီချိန်မှာပဲရှယ်ရွန်ကတော့ဝင်လာခဲ့ပြီးတော့အဲလက်ကိုမိသားစုနဲ့အတူလာဖို့ကိုပြောပါတယ်။ ။ Alaska ကတော့ပြင်ပေါက်ကထွက်သွားခဲ့ပြီးတော့နေကြာကိုအပြစ်မှချန်တာခဲ့ပါပြီ။ဘာလို့လဲဆိုရင်တော့မုံတိုင်းလာမယ့်အကြောင်းကိုတိထားလို့လည်းဖြစ်ပါပြီ။မိဘရိရဲ့ခန်းကိုရောက်တဲ့အခါမှာဂျွန်က Angus Stewart ကိုဖယ်ရှားဖို့နီးလန်းရှာနေတာကိုတွေ့ရပါပြီ။ Alaska ကတော့မိသားစုကိုကိုကိုဂျွန်လေးကိုသွားဖို့ဆိုပြီးတော့အကြံပေးပါပြီ။အဲ့ဒီဂျွန်ကိုသွားတဲ့ ferry ကတနေ့တစ်ချိန်ပဲသွားတာကြောင့်မိသားစုကတော့အမြန်ကိုမှပြင်ဆင်ပြီးတော့နောက်နေ့မနေ့ဆော့ဆော့ကိုထွက်သွားကြပါပြီ။ ဟိုတယ်ကထွက်ခွာနေမှာပဲစီရီနာကတော့သူ့ရဲ့ဦးလေးအစီအစဉ်ပြောင်းသွားတဲ့အကြောင်းကိုပြောပြပါပါရီဂျွန်ကတော့ဒီတဲ့တင်ကိုကြာပြီးတော့ပြောရှင်းနေတယ်လို့ပြောပါပါရီနောက်နေ့မနေ့ဘန်ကောက်ကိုရောက်တဲ့အခါမှာပဲဖယ်ရီလက်မှတ်ဝယ်ဖို့သွားတဲ့အခါမှာဝန်ထမ်းကလက်မှတ်အားလုံးရောင်းကုန်ပြီလို့ပြောလိုက်ပါရီမိသားစုကတော့နောက်တနေ့အထိကိုမှဆောင်ရမှာလည်းဖြစ်ပါရီဒါပေမဲ့လို့အန်ဂယ်စတီဝါကတော့သူတို့အတွက်ကိုလက်မှတ်ဝယ်ထားပြီးသားဖြစ်တဲ့အတွက်ကိုကျွန်းကိုသွားလို့ရပါရီ ဖယ်ရီစီဘိုအစီအစဉ်ဖြစ်နေတဲ့အချိန်မှာပဲ LS ကဖီလစ်ကိုတွေ့ပြီးတော့သူ့မိန်နောက်မှာပုံနေရပါပြီ။ဖီလစ်ကတော့ဖယ်ရီလက်မှတ်မရတဲ့အတွက်ကိုညီနေပါပြီ။ကျင်ရောက်တဲ့အခါမှာတော့ LS ကဟန်နီဘီကိုရှာဖို့ကိုပြင်ထွက်လာခဲ့ပါပြီ။ကျိုးဘောမှာစားတော့ဆန်ဆန်းခုပဲရှိတာကြောင့်သူမကိုရှာရမယ်လွယ်မယ်လို့ထင်နေခဲ့ပါပြီ။ဒါပေမဲ့လို့ချက်ဂရက်နေကြကတော့မိုးထဲမှာခြံခဲ့ရတဲ့အတွက်ကြောင့်ကိုစိတ်ဆိုးနေတာကြောင့် LS နဲ့တော့မလိုက်ချင်ဘူးဖြစ်နေခဲ့ပါပြီ။ရှာရွန်ကတော့ LS အပြင်ထွက်သွားတာကိုတွေ့ပြီးတော့သူနဲ့တူတူလိုက်ချင်တယ်ဆိုပြီးတော့ပြောပါပြီ။ LS ကတော့ရှာရွန်ကိုဒုတိယအထက်တောင်းခွင့်ပြုလိုက်ဖို့တောင်းဆိုပြီးတော့မြေပေါ်အကူအညီနဲ့ကိုမှစားတော့ဆန်တစ်ခုချင်းစီ ကိုတွာလိုက်ပါရင်ဟန်နီဘီအကြောင်းကိုမေးပေးမယ်လို့ဘယ်ဆိုင်မှမတွေ့ရပါဘူး ။ LS ကတော့ရှာဖွေမှုကိုရပ်တန့်ဖို့စဉ်းစားနေတော့မှာပဲ။ Jasper ဆိုတဲ့ဘာသာပြန်တရားနဲ့ကိုမှတိုင်ပြီးပါရင်။စကားနဲ့ငယ်ပြောပြီးသွားတဲ့နောက်မှာတော့ LS က Jasper ကိုအမှန်တရားပြောပြပြီးတော့ Honeybee ကိုရှာဖို့ကူညီတောင်းလိုက်ပါရင်။ Jasper ကတော့ LS ကိုနောက်နေ့မနက်မှာတွေးဖို့ပြောပြီးတော့ LS ကတော့အင်းကိုပြန်ပြေးသွားခဲ့ပါရင်။အင်းရောက်တဲ့အခါမှာတော့ LS ကနင်ဂျာကိုအယားအယားပြောပြပါရင်။ဒါပေမဲ့ရှောင်ဝင်ရဲ့ drone ကလည်းသူတို့စကားပြောနေတာကိုမှတ်တမ်းတင်နေတာကိုသိလိုက်ရပါတယ်။ရှောင်ဝင်ကတော့နင်ဂျာကိုမေးခွန်းနဲ့မေးပေးမယ်လို့နင်ဂျာကတော့တုတ်ပြန်မှုမရှိပါဘူး။ရှောင်ဝင်ကတော့ video ကိုမိဘတွေကိုပြမယ်ဆိုပြီးတော့ချိန်ချောက်ခဲ့ပြီးတော့နင်ဂျာရဲ့ဝ ဝယ်စားရိတ်ကိုလောင်ပြောင်းလိုက်ပါပြီ။ဒီချိန်မှာပဲနင်ဂျာကရန်ကုန်မှာဒေါသထွက်သွားခဲ့ပြီးတော့သူ့ရဲ့ဓာတ်တိတိလေးနဲ့ရှရွန်ကိုတိုက်ခတ်လိုက်ပါပြီ။အလက်စကာရောနင်ဂျာကိုတားလိုက်ပါပြီ။အခုဆိုတော့နင်ဂျာကိုရှာတွေ့သွားပြီဖြစ်တဲ့အတွက်အလက်စကာရောရှရွန်ကိုသူ့ရဲ့မစ်ရှင်အကြောင်းကိုပြောပြပါပြီ။ရှရွန်ကတော့အလက်စရဲ့လှုပ်ဝက်ချက်ကိုဘယ်သူမှမပြောပြဘူးဆိုပြီးတော့ကတိပေးလိုက်ပါပြီ။ဒါပေမဲ့လို့နောက်တစ်ခါသူ့လိုက်သွားခြင်းနဲ့လို့လည်းပြောပါပြီ။ နောက်နေ့မနေ့မှာတော့ Alaska Jasper နဲ့တွေ့ဖို့နေရာကိုသွားခဲ့ပြီးတော့ Sharon ကိုပြင်မှာစောင့်ခိုင်းလိုက်ပါတယ်။ Alaska ကတော့ငါးဖန်ပစ္စည်းဆိုင်ထဲကိုဝင်သွားတဲ့အခါမှာ Philly နဲ့သူ့ရဲ့ရှင်းနေကစောင့်နေတာကိုတွေ့လိုက်ရပါတယ်။ Philly ကတော့ Alaska ရဲ့ဖုန်းကိုခိုးယူပြီးတော့ Jasper စီကနေ Honeybee အလုပ်လုပ်တဲ့ဆိုင်လိပ်စာကိုရလိုက်ပါတယ်။ Alaska ကတော့ Jasper ကိုဘာလို့တစ္ဆာဖောက်ရတာလဲဆိုပြီးတော့မေးတဲ့အခါမှာ Jasper ကတော့သူ့မှာအကျွေးတွေများနေပြီးတော့ Philly ကသူ့ရဲ့အကျွေးတွေကိုဆက်ပြီးမယ်ဆိုပြီးတော့ခရီးပေးထားလို့ဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ ဖီလစ်ကတော့သူ့လိုချင်တာရပြီဆိုတော့ရှစ်နှစ်က LS ကိုတနက်နေ့ကိုပြစ်ဖို့လုပ်ပါရီဒီချိန်မှာပဲ check grad ninja ကတော့ LS ကိုကာကွယ်ဖို့ထွက်လာခဲ့ပါရီဒါပေမဲ့လို့ ninja ကိုပဲတနက်နေ့ကိုပြစ်လိုက်တဲ့အတွက်ကိုသူ့ရဲ့ခန္ဓာကိုယ်တွေက berry အလုံးကထတ်ကြွတောက်ခဲ့ရပါရီ LS ကတော့ Sharon ကအကူအညီလာပေးမယ်လို့မျှော်လင့်နေပေမဲ့လို့ Sharon ကတော့ငကြက်တက်ထားခဲ့ပြီးတော့ရေကဲမှုဆိုင်ကိုသွားနေခဲ့ပါရီရှစ်နှစ်က oxygen တပူးကိုမိဖို့ပေါ်တင်ပြီးတော့ LS ကိုစီတိုခန်းထဲမှာပိတ်ထားလိုက်ပါရီ Jasper ကတော့ LS ကိုအဲ့ဒီအထဲမှာတရအောင်လို့ထားကျင်တာမဟုတ်ဘူးဆိုပြီးတော့ဝန်ဆောင်တဲ့အတွက်ကိုရှစ်နှစ်ရဲ့တိုက်ခိုက်မှုကိုခံရပြီးတော့တတိလဲသွားခဲ့ပါ က်ပါပြီ။သူကလည်းစစ်တုခန်းထဲကိုပြစ်ထည့်လိုက်ပါပြီ။မင်းနဲ့နေငယ်ကြာသွားတဲ့ခါမှာတော့ LS ကငါးဖက်လှန်တစ်ချောင်းကိုတွေ့ပြီးတော့အကူညီတောင်းဖို့ကိုအကြံရပါပြီ။နေရရဲ့မလုံးတွေကိုဆွဲထုတ်ပြီးတော့တရာအောက်ကနေကိုထွက်ကလှန်ကိုလမ်းတစ်ဖက်ကိုမှပြစ်လိုက်ပါပြီ။ နေညာကတော့မြောင်းနေကိုကြာသွားခဲ့ပြီးတော့ရှရွန်ရဲ့အာယုံကိုဆွဲဆောင်နိုင်ခဲ့ပါပြီ။ရှရွန်ကတော့ဆိုင်ထဲကိုဝင်လာခဲ့ပြီးတော့မိဖို့ကိုပိတ်ဖို့နင်ဂျာကိုကူညီပါပြီ။ဒါပေမဲ့လို့ရှရွန်ကတော့မိဖို့ကိုမပိတ်မိပဲနဲ့တခြားသောပလက်ကိုဆွဲထုတ်လိုက်တဲ့အတွက်မိဖို့ကတော့ဆက်ပြီးတော့လောင်နေခဲ့ပါပြီ။ Alex နဲ့ Jasper တို့ကိုဆိုင်ပြင်ကိုဆွဲထုတ်ပြီးတော့စကန်ပိုင်းကြာမှာပဲဆိုင်ကတော့ပောက်ကွဲသွားခဲ့ရပါပြီ။ဒီချိန်မှာပဲ Philin နဲ့သူရဲ့ရှင်းနေကကားထဲကိုဖြတ်သွားပြီးတော့ Alex တို့တည်သွားပြီလို့ထင်ကပြောင်းပြလိုက်ပါပြီ။ Jasper နိုးထလာတဲ့ခါမှာတော့ Honey Bee အလုံးလုံးတဲ့စားသောက်ဆိုင်နေရာကိုဖွင့်ပြလိုက်ပါပြီ။ Alex နဲ့ Sharon တို့ကတော့ Jasper ရဲ့မော်တော်ဆိုင်ကနေအဲ့ဒီဆိုင်ကိုသွားကြပါပြီ။ ၏။လမ်းမ Alaska ရရှရင်ရဲ့ကြော်ဘုတ်အိတ်ခဲကအကြမ်းဖြုတ်တွေကိုနေကြာရဲ့ခန္ဓာကိုဖြည့်ဖို့ကိုအသုံးပြုပါ၏။ Philip ကတော့ Alaska တို့ကိုမြင်သွားပြီးတော့လိုက်လိုက်ပါ၏။လိုင်းနေတုံးမှာပဲ Alaska နေကြာရဲ့ခန္ဓာကိုမှပေါက်နေတဲ့အပေါက်တွေကိုငွေကျန်းတဲ့ကိုမှကက်ပြီးတော့သူ့ရဲ့အိမ်မှာတင်ထားတဲ့ခလုတ်တွေနဲ့နေကြာရဲ့မလုံးတွေကိုပြန်တက်ပေးလိုက်ပါ၏။ ဒါပေမဲ့ကလောက်တခုပြောင်းသွားတဲ့အတွက်ကိုမှနင်ဂျာကမျိုးလုံးတစ်ဖက်ထဲနဲ့ကိုမှချန်ရက်ခဲ့ပါပြီ။နင်ဂျာကတော့ LS တို့ကိုလိုက်နေတဲ့မော်တော်ဆိုင်ကလေးကိုရှောက်တဲဖို့ကိုကူညီပေးပါပြီ။တော်ရစလုံးကတော့ဆက်တောက်ဆန်စီကိုရောက်သွားခဲ့ပါပြီ။ဖီလစ်နဲ့သူ့ရဲ့ရှင်းနေကလည်းရောက်လာခဲ့ပြီးတော့ဟန်နီဘီကိုလိုက်ရှာပါပြီ။ဖီလစ်ကတော့ဟန်နီဘီကိုပြဖို့ပြင်လိုက်တဲ့အခါမှာတက်တဲ့တွေအများကြီးရှိနေတာကိုသတိထားမိပြီးတော့နောက်ဆုတ်သွားရပါပြီ။ဟန်နီဘီကတော့သူ့ရဲ့တငယ်ချင်းကိုတက်တဲ့လူကိုမြင်တဲ့အခါမှာထိတ်လန့်သွားခဲ့ရပါပြီ။ မိရိပိတ်သွားတဲ့အခါမှာတော့ဟန်နီဘီကထွက်ပြေးပါရင်တက်တိတွေကိုရှောင်ရှားဖို့ဖီလစ်ကဝင်းမြူထားတဲ့အစိပ်ပြင်းမွေတွေကိုလွတ်လိုက်ပါရင်ဟန်နီဘီကိုရှေ့ကနေကိုဖမ်းမိပေမဲ့လို့ဟန်နီဘီကတော့ကားလေးကိုမဝင်ခင်လွတ်မြောက်သွားပါရင်ဟန်နီဘီကတော့ကိုရောင်ထဲမှာပုံနေခဲ့ပြီးတော့ဖီလစ်ကတော့လိုက်ရှာပါရင်အဲလက်စ်ကတော့ကိုရောင်ထဲကိုဝင်ပြီးတော့နင်ဂျာကရှေ့နေကိုတိုက်ထုတ်လိုက်ပါရင် ။ Alaska ရောမွေရီရှိတဲ့ဘူးကိုရှာပြီးတော့ Honey Bee ကိုရှာပွေပါရီ။ခဏကြာမှာပဲ Honey Bee ကိုရောင်ကြည့်မှုရသွားပြီမယ်လို့ Philip ကတော့ရရှိလာခဲ့ပြီးတော့တနက်နေ့ကိုမှပြစ်ဖို့ပြင်ပါရီ။ Ninja ကလည်းရှင်းနေတဲ့ကိုတိုင်းနေရင်နဲ့ Sharon ကိုအကူအညီတောင်းလိုက်ပါရီ။ရှင်းနေက Ninja ကိုပြလိုက်တဲ့အခါမှာ Ninja ကဓာတ်နဲ့ခြေဆံကိုတားပြီးတော့ရန်သူကိုတိုက်ခိုက်ပါရီ။တိုက်ပွဲအတွင်းမှာ Ninja ရဲ့လက်တစ်ဖက်ပြတ်သွားပြီမယ်လို့ရှင်းနေကိုအနိုင်ရပါရီ။ Sharon ကတော့ကိုရောင်နဲ့ကိုမဝင်နိုင်တဲ့အတွက်ကို Drone နဲ့ Philip ကိုအာရုံပြပါရီ။ Alaska ရော Philip ကိုကန်တဲ့ကိုမှတိုက်ပါရီ Philip ကတော့တနက်ကိုလှုပ်ချပြင်မယ်လို့ Alaska ရောပြန်ပြီးတော့တိုက်ပါရီ ။ LS ကိုတိုက်နေတဲ့အချိန်မှာပဲ Honey Bee ကတက်သားတုံနဲ့ Philip ရဲ့ကောင်းကိုရိုက်ပါပြီ။ Philip ကတော့မလျှော့ပဲနဲ့ကလေးတွေကိုတိုက်ခိုက်ပါပြီ။ဒါပေမဲ့လို့မွေတိုက်သေးကိုကြာသွားခဲ့ပြီးတော့အစ်ပြင်းမွေတွေရဲ့ကြိုက်တာကိုခံခဲ့ရတဲ့အတွက်ကိုတေဆုံသွားခဲ့ပါပြီ။မင်းနဲ့နေငယ်ကြာမှာပဲရဲတွေကရောက်ရှိလာခဲ့ပြီးတော့ရှစ်နှစ်ကိုဖမ်းဆီးပါပြီ။ Sharon နဲ့ပြန်ဆုံတဲ့အခါမှာတော့ LS ကသူ့ရဲ့ဗီဒီယိုကိုအင်တာနက်ပေါ်ကိုတင်ထားခဲ့ပြီးတော့လူတွေထောင်တဲ့ခြေကိုကြည့်နေတာကိုတွေ့ရပါပြီ။ဒီချိန်မှာပဲ Jessica ကတော့ LS ကိုဖုန်းဆက်ခဲ့ပြီးတော့ဗီဒီယိုကိုမြင်ပြီးတော့ LS ကိုချီးကျူးပါပြီ။ ဒါပေမဲ့လို့ LS ကတော့ Jessica ကိုစိတ်မဝင်စားတော့ပါဘူး။နောက်တနေ့မှာတော့မိသားစုတစ်ခုလုံးကိုစားတော့ဆိုင်ကဖိတ်လိုက်ပြီးတော့ Honey Bee ကိုကယ်တင်တဲ့အတွက်ကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါပြီ။နီလစာစားနေတော့မှပဲ LS ကနင်ဂျာမလုံရှာတာကိုတွေ့ပြီးတော့လန်သွားပေမဲ့လို့နင်ဂျာကတော့အဲ့ဒီဒါမှန်းကိုတီးသွားတဲ့အတွက်စိတ်အေးသွားခဲ့ရပါပြီ။ LS ကတော့နင်ဂျာကိုအလှဆုံး check grant နင်ဂျာအယုအတင်းနဲ့ကိုမှပြောင်းရွှေ့နေထိုင်စေခဲ့ပါပြီ။ LS ကတော့နင်ဂျာကိုထမဆုံးရှုံးချင်တာကြောင့်နင်ဂျာက LS နဲ့အတူနေဖို့ကိုစုံဖြတ်လိုက်ပါပြီ။ ဒီတင်ကိုကြာသွားတဲ့အခါမှာတော့ Alaska အရန်ကိုမှပျော်ရှင်သွားခဲ့ရပါပြီ။အခုအချိန်မှာတော့ Ninja ကခန္ဓာကိုယ်အတင်းနဲ့လူစုတွေကိုတိုက်ခိုက်ဖို့အဆင့်သစ်ဖြစ်နေပါပြီ။ကဲဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါပြီခင်ဗျာ။အခုလိုမျိုး animation ဇာတ်ကားကောင်းလေးတွေကိုစင်စမပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း Like and Subscribe လေးတွေလုပ်ထားပေးခဲ့ကြပါဦးနော်။ကဲဒါဆိုရင်နောက်တစ်နေ့မှာဇာတ်ကားကောင်းလေးနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။